မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနကနေအော်တိုဘာလ16ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မင်းအောင်လိုင်းကစိုးဝင်းကိုအရေးပါတော့အစိုးရအဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဘဟုကော်မတီများမှဖဲ့ထုတ်စစ်ဘက်ဆိုင်ရာတွင်လည်းစိုးဝင်းအစာကျော်စွာလင်းကိုအဓိကဆုံးဖြတ်ခွင့်တာဝန်များပေးတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မြောင်းလိုင်ကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနှင့်ဗဟုကော်မတီများမှဖယ်ထုတ်လိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ဤပြောဆိုချက်နှင့်စစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းများအရာသိရှိရပါသည်ဇူလိုင်လ31ရက်နေ့စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလွန်ကအစိုးရတစ်ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရာတွင်ရခင်ကစိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားအဆင့်ကော်မတီနှင့်ဗဟုကော်မတီများတွင်စိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲ မင်းရောက်လိုက်တဲ့နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသူမျိုးစောတို့ကသာအဓိကဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်အရေးပါသောအမျိုးသားအဆင့်ကော်မတီနဲ့ဗဟိုကော်မတီ73ခုထပ်မံနေတွင်စိုးဝင်းကိုဖယ်ထုတ်လိုက်ကြောင်းသိရပါတယ်။ရခိုင်ကစိုးဝင်းကဦးဆောင်သူအဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဗန္ဓာရေးကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းရောက်လိုက်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးညိုစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပြီးစိုးဝင်းကိုလုံးဝထည့်သွင်းဖွဲ့စည်းခြင်းမပြုတော်သည်ကိုတွေ့ရှိရသည် ။စိုးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင် ဖြည်ရည်ဝင်ကြီးဒူးဖို့ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌအဖြစ်လကောင်း။တရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်းဝင်ကြီးချုပ်မျိုးစောကိုဥက္ကဋ္ဌအဖြစ်လကောင်း။လျာမီနဲ့အခြားမြင့်များတင်းစီမှုပြန်လည်စီစစ်ရေးကော်မတီတွင်လည်းမျိုးစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသောအသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအစ်စ်ကော်မတီတွင်လည်းမင်းအောင်လိုင်ကဥက္ကဋ္ဌမျိုးစောဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖဲထုတ်လိုက်ကြောင်းစမှုလုပ်ငန်းနှင့်စမှုစုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမျိုးစောကဥက္ကဋ္ဌအဖြစ်၎င်းမြမအထူးစည်းပွားရေးဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့တွင်မျိုးစောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှလုံးဝပါဝင်ခြင်းမရှိတော့ပေ။ထို့ရာတွင် အုတ်ချုပ်ရေးရန်နေရာတွင်အဓိကအရေးမကြီးသော ကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုထည့်သွင်းဖွဲ့စည်းထားသည့်ကိုတွေ့ရှိရပြီးဂုံဒူးဆောင်ဘွဲတစိတ်ချင်းမြည်စီစီရဲ့အဖွဲ့တွင်စိုးဝင်းကိုနိုင်ရကအဖြစ်၎င်း၊နေဆက်ဒေတာနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်၎င်းပါဝင်ဖွဲ့စည်းထားသည်။အလာတူစစ်ပတ်ဆိုင်ရာစီမံခန့်ခွဲရေးများတွင်လည်းကြီးရည်လင်ညှိနှိုင်းကုတ်ကဲရည်မှုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကအထူးကစီမံခန့်ခွဲရန်တာဝန်ပေးထားပြီးစိုးဝင်းမှာစစ်ပတ်ရည်ရတွင်လည်းလုံပိုင်ခွင့်နှဲလာကြောင်းသိရပါသည် စစ်ဖက်ရောအရက်ဖက်ရောမှဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနေလာတာတွေ့ရပါတယ်။ဂျာကနှစ်ဦးကြားမှအဆင်မပြေလို့ဆိုတာထက်တက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဂျူးချုပ်ရဲ့ဩစာနဲ့အာနာကြဆင်းအောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။ရန်ခိုင်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေမှလည်းဒုတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ထူတက်ချုပ်ရဲ့လူတော်တော်များများစစ်ဖက်ရောအရက်ဖက်မှာပါနေရမရတာများပါတယ်ဟုနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကတုံ့တက်ပြောဆိုပါတယ်ဆက်လက်ပြီး တနိုင်ငံလုံးအဖြစ်ရဲ့ဆေးစာချုပ်တွင်လက်မှတ်ထိုးခဲ့သည့်အဖွဲ့များမပါသည့်အတိုင်း NCA လုပ်ငန်းစဉ်များဆက်သွားမည်ဟုအကြံဖတ်စော်မင်းထွန်းပြောရည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တနိုင်ငံလုံးဖြစ်ခဲ့ရဲ့ဆေးစာချုပ်တွင်လက်မှတ်ထိုးသည့်အဖွဲ့များမပါသည့်အတိုင်း NCA လုပ်ငန်းစဉ်များဆက်သွားမည်ဟုအကြံဖတ်စစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ်အကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။ရှမနီ NCA စနစ်ပြအခမ်းအနားပြီးစစ်တပ်လက်အောက်ခံ ጓ ရာဖြက်မီဒီယာများသို့၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။ NCA စာချုပ်ကိုစက်ကူစုပ်ဖျက်သွားပြီဆိုတော့ကြီးညာကြညာတွေ့ရှိရကြောင်း NCA စာချုပ်သည်စက်ကူစုပ်မဟုတ်ဘဲနိုင်ငံတကာအသီးသက်ညာရှေ့မောက်တွင်လက်မှတ်ထိုးခဲ့သောစာချုပ်ဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့သောအဖွဲ့အစည်းများရှိနေသည်များကာလပတ်လုံး NCA စာချုပ်ဆက်လက်တည်ရှိနေပြီဖြစ်ကြောင်းအချံဖတ်စော်မင်းထွန်းကပြောဆိုပါရယ် NCA စာချုပ်တည်နိုင်ငံတကာအသီးသက်တွေရဲ့ရှေ့မှာအလုံးက EAO တွေရဲ့သဘောတူညီချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီပြင်သူတို့ပြောသလို NCA စာချုပ်ကစက်ကူစုပ်ဖြစ်သွားစီရလေအကြောင်းမရှိဘူး။ ဒီဖွဲ့စည်းတွေရှိနေသမျှကာလပတ်လုံး NCA စာချုပ် NCA ကတိကဝတ်ဆိုတာရှိနေမယ် NCA ဆိုတာပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုတဲ့ငြိမ်းချမ်းရေးဆိုတာတခုနဲ့တည်းမဟုတ်ပါဘူးသူသည်နိုင်ငံတည်ဆောက်ရေးတိုင်းပြည်တည်ဆောက်ရေးအထူးပါတဲ့အတွက်ကြောင့်မို့သူတို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဒီလုပ်ငန်းစဉ်ကဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကြီးသည့်ခုနကကျွန်တော်ပြောခဲ့သလိုမရှိသေးတာထက်ရှိတဲ့ဟာကအဖို့ကောင်းပါတယ်ဟုအကြံဖတ်ဆော်မင်းထွန်းကပြောဆိုပါတယ် အော်တိုဘလ73ရက်နေ့မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းထားခြင်းနှင့်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအဖြစ်ခက်ရက်စဲရေး MCA စာချုပ်မှာရက်ဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF ပအို PNLO ABSDF NMSP နှင့် LDU တော်လှန်ရေးတပ်အပါအဝင်တိုင်းဒေသနဲ့ကိုင်အဖွဲ့6ခုကစုပေါင်းကြေညာခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုတည် NCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရှင်းမှန်းချက်များကိုဖြောင်ဖြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထဲပေါ်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကစက္ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း NCA စာချုပ်အပေါ်ချင်းဝင့်ဆောင်ထိန်ခြင်းမရှိပဲအချိန်ချင်းချိုးပေါက်ခဲ့သောစေုပ်စုကပြည်သူလူထုကိုအင်အားသုံးကာပုံစံအမျိုးမျိုးဖြင့်ဖမ်းဆီးနှိပ်စက်တပ်ဖြတ်လာခဲ့သည့်တာမကလေချောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုများနေ့စဉ်ကျူးလွန်လျက်ရှိကြောင်းတိုင်းဒေသနှင့်တော်လရေးတပ်ဖွဲ့6ခုကကြေညာခဲ့ပါသည် စီအိုစု၏ NCA အမိခံပြီးပြုလုပ်သည့်ဟန်ပြလုပ်ငန်းစဉ်များနှင့်စီအိုစုမှ၎င်းတို့ကိုပိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတုရောက်ရွေးကောက်ပွဲတို့သည်ဆီအာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရည်တရားဝင်မှုရှိရန်ကြိုးပမ်းကျင်းသာဖြစ်ကြောင်းနိုင်ငံ၏အကျက်တဲနှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပရိပခများသာပို၍ရှေးလျားစေမည်ဖြစ်ကြောင်းကြေညာထားပါသည် တိုင်းသားတော်လှန်ရေးတပ်များအနေဖြင့်ရေရှည်တည်တက်ခိုင်မြဲသည့်ငြိမ်းချမ်းရေးဖြစ်ပေါ်စေရည်ဤလန်းစာဖြစ်သည့်စစ်တပ်ကနိုင်ငံရေးထွေပါဝင်မှုမရှိစေရန်ပြည်ပခအတွင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရန်နှင့် Federal Democracy ဖွဲ့စည်းပေါ်အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရန်အတွက်ဒေါ်လာတိုက်ပွဲဝင်နေကြသောဒေါ်လာရေးဖွဲ့စည်းများနှင့်အထူးတကွာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်ပြီး Federal Democracy ပြောင်းစုသစ်ထူထောင်နိုင်သည့်အထိဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမည်ဟုထုတ်ပြန်ကြေညာခဲ့ပါသည် ဆက်လက်ပြီးစစ်တွေနဲ့ရေကြီးတွင် AA နဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှခိုင်းပြည်စစ်တွေမျိုးအနီးဝန်းကျင်နှင့်အေယာဝတီတိုင်းရေကြီးမြို့နယ်တို့တွင် အာနာသိန်းစစ်ကောင်စီမြမစစ်တပ်နှင့်အာရကတပ်တော် AA တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်းရမန်နေ့တွင် AA ကထုတ်ပြန်ကြပါရယ်စစ်တွေမျိုးအနီးပတ်ဝန်းကျင်တွင်စစ်ကောင်စီနှင့် AA တို့ကြားလက်နက်ကြီး drone အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများမှာယခုရက်ပိုင်းအတွင်းပုံမှုပြင်းထန်လျက်ရှိသည်ဟုဆိုပါရယ် အလားတူအေယာဝတီတိုင်းရေကြည်မြို့နယ်ဆက်ဆက်ယူကျေးရွာအနီးတွင်လည်း2025ခုနှစ်အောက်တိုဘာလ15ရက်နေ့လည်း3:55မိနစ်မှစတင်၍မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ကပြောပါရယ်အမ်ဘရလန်မကွေးတိုင်းငပေမြို့နယ်ရှိစစ်ကောင်စီဤနယ်ရေကံပြူဟာကုန်းကိုအပိသက်သိမ်းပိုက်နိုင်ရန်အနည်းငယ်သောနေရာအချို့သာကြန့်ရှိတော့ကြောင်းအရကတ်တပ်တော် AA မှအောက်တိုဘာလ15ရက်တွင် ထုတ်ပြန်ပါရယ် နိုင်ရကန်စကန်တိမ်ပိုက်နိုင်ရန်ကြံရှိနေသောအနေငယ်နေရာအချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဟုအာရကတ်တပ်တော် AA ကပြောပါရယ်။ရှင်းတိုက်ပွဲမှကစင်ကလျားထွက်ပြေးနေကြသောစစ်ကောင်စီတပ်သားများနှင့်လည်းရဖဲမျိုးနယ်အတွင်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုသိရပါရယ်။ပဲခူးတိုင်းပတောင်မြို့နယ်ပကံကွဲချေးရွာအနီးကစစ်ကောင်စီ666 point ကုန်းကိုအော်တိုဘလတ်၁၄ရက်တွင်တင်ပိုက်ခဲ့သည်ဟုအာရကတက်တော် AA ကပြောပါရယ်။နနက်9နာရီကျော်အချိန်တွင်666 point ကုန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအချိန်3နာရီခန့်အကြာသုံးဖက်သုံးတပ်မှပိတ်ဆို့တိုက်ခိုက်အပြီးတွင်အဆိုပါ point ကုန်းအားပြီးသက်တင်ပိုက်နိုင်ခဲ့သည်ဟု AA ကဆိုပါရယ်။ point 666စက္ကန့်တစ်ခုလုံးအားတင်ပိုက်ရယူခဲ့စဉ်အတွင်းစစ်ကောင်စီတပ်သားအလောင်းချုပ်လက်နက်ခဲယမ်းနှင့်စစ်သုံးဆောင်ပစ္စည်းအချို့ကိုလည်းတင်စီရရှိခဲ့သည်ဟုဆိုပါရယ်။ အဆိုပါထိုးစစ်အတွင်တိုက်ရိုက်ခိုက်ရကောင်းမွန်သောအာရကစစ်တီတော်များနှင့်အတူပေးဆက်ဆွံ့လွှတ်ခဲ့ရသောအာရကစစ်တီတော်များအားလေးနက်စွာမှတ်တမ်းတင်ခုံပြူအပ်ပါသည်ဟု AA ကထုတ်ပြန်ပြောဆိုထားပါသည်။ဆက်လက်ပြီးညင်းချံမြို့နယ်ရွာကြီးညောင်ပင်ရွာလမ်းပိုင်း၌ခြေရွာများကိုမိရှုနေသည့်တီရာယုမုံပြူစောတိအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်မှုထိခိုက်သေးဆုံးမှုများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ မန္တလေးတိုင်းညင်းဆန်မြို့နယ်ရွာကြီးရွာညောင်ပင်ရွာလမ်းပိုင်း၌ကြီးရွာများကိုမီးရှို့နေသည့်တီတာယူမွန်ပြူစောတိအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ရာအကြံဖတ်စစ်တပ်ဘက်မှ15ဦးထပ်မံနေသေဆုံးခဲ့ကြောင်းပြည်သူ့ကျေတပ်ဖွဲ့တပ်ဖွဲ့မှဘုံမိုက်ခဲကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလတ်ဆက်ရနေတွင်ညင်းချမ်းမြို့နယ်အတွင်းရှိရွာကြီးရွာညောင်ပင်ရွာလမ်းပိုင်း၌ပြည်သူပိုင်းနေအိမ်များကိုမီးရှို့ပြီးစစ်ကြောင်းထိုးနေသည့်တီတာယူမွန်ပြူစောတိအဖွဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ထိုတိုက်ခိုက်မှုအတွင်တီတာယုမုံပြူစောတီအဖွဲ့စစ်ကြောင်းမှအကြံဖက်စစ်သားနှင့်ပြူစောတီ15ဦးထပ်မင်းတေဆုံးခဲ့ပြီးဒေါ်လန်ရီတပ်ဖွဲ့များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ညင်းချံရွာကြီးရွာနောင်ပင်ရွာလမ်းပိုက်မှကြီးရွာတွေကိုဝန်ရောက်စီးနေပြီးပြည်သူပိုင်နေအိမ်တွေကိုမီးလိုက်ရှို့နေတဲ့တီတာယုမုံပြူစောတီအဖွဲ့စစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးနဲ့ပြူစောတီ15ဦးထပ်မင်းတေဆုံးတဲ့ဟုပြည်သူ့ကျယ်တဝင်းတပ်ဖွဲ့မှဗိုလ်မိုက်ခဲကပြောဆိုပါရတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဖွဲ့တပ်ဖွဲ့ကဥဆောင်ပြီး MGN ဒိန်ကြားတိုင်းနမိုက်နှင့်မြစ်ချံပါကဖတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်